တည်ငြိမ်မှုအားဆက်လက်ထိန်းသိမ်းရန်လုံခြုံရေးအဖွဲ့များသည်ဒေသခံများနှင့်ဝိုင်းဝန်းလက်တွဲပြီးနေညာမပြတ်လုံခြုံရေးလှည့်ကင်းများဆောင်ရွက်ခဲ့ရန်ဇွန်လ23ရက်ည8:45မိနစ်ခန့်တွင်စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်ချင်းပြန်လန်းတို့အကြမ်းဖက်ခြင်းနှင့်မီးရှို့ရန်မတင်ကြပွဲရလူတစုရောက်ရှိနေကြောင်း စုပ်ပူမှုနဲ့အကြမ်းဖက်မှုကိုမလုလားသောဒေသခံပြည်သူများကအချိန်မီသတင်းပေးပို့သဖြင့်အစိုးရနေရာအပတ်ဝန်းကျင်နဲ့အနီးဆုံးရှိသည့်လုံခြုံရေးလှည့်ကင်းအဖွဲ့များကချက်ချင်းရှင်းလင်းရန်အကြမ်းဖက်ရန်နဲ့မီးရှို့ရန်ရည်ရွယ်လှုပ်ရှားသည့်အကြမ်းဖက်သမားအင်အား35ဦးကမှလူစုခွဲထွက်ပြေးသွားခဲ့ကြပါသည်။ထွက်ပြေးသွားသည့်အကြမ်းဖက်သမားများနောက်သို့တပ်မတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ရင်းမှရဲတပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းရှာဖွေရန် ဒေတာကန်ပြည်သူများ၏ထပ်မံသတင်းပေးမှုကြောင့်ည7:00နာရီ50ခန်းတွင်ချိန်ကုန်းနှင့်ရက်ကွက်ရေတွင်းလမ်းရှိ နေအိမ်နှစ်အိမ်တွင်မီးများအိမ်များမီးရှို့ရာမှအုံပြီးသောမီးစာတက်ပြီးအသင့်ပြင်ဆင်ထားသည့်ဓာတ်စီပလင်း28ပလင်းပလင်းအလော့34ပလင်းဓာတ်လန်18လက်တို့နှင့်အတူစုပူအကျန်းဖတ်သူ29ဦးအားဖမ်းဆီးရမိခဲ့ပြီးတပ်ဆိုင်ရာနယ်မြေရဲစခန်းသို့လွှဲပြောင်းပေးရခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ 毛肉嘛呗，味素少一点，这个毛肉就弄来比较。 ီဒုက္ခတွေဒီကြီးကစားဖို့ခုနပြရလေးပါရှိပါစီးပွားတော့ချောက်အာလာမဲ့ကိစ္စတွေဒီဒုက္ခတွေဒီဆက်လက်ပြီးတော့ကောင်းကောင်းမွန်မွန်သက်ရှင်ခံမှုနံပါတ်1ဥစားဖို့ဟုတ်ပါဘူးကောင်းမှပြီးတော့ပြေးလာရဒုက္ခတွေရှိပါကောင်းမှပြီးပြေးလာတဲ့ပုံပုံတွေတပည့်တော်မှာဘေးရှင်မှာပြန်ပြီးမြန်ဆက်လာတယ်စစ်ကြွေကုန်းတဲ့ရက်တော့ပါ တို့23ခါဒီရဒေါက်တာဘီရှိုးဘုတ်အတွက်တက်လာလို့လူသွေးတက်ဖွဲ့တွေကဝိုင်းဝန်းပါးစီတဲ့အတွက်6ဦးထပ်မှာတို့အားလုံး20ဦးရှိပါ